မင်္ဂလာပါညဆွေကွန်အားဆဆောင်မနှုတ်ခွန်းဆက်သားပါရယ်မက်ရှလာ25ရဲ့2025ခုနှစ်အင်္ဂါနေ့ထုံခါလက်ချီတည်သူတယောက်ကိုလူလေးယောက်တို့သည်ထမ်း၍အထံတော်သို့ဆောင်ခဲ့ကြ၏ရှမာကုခရွေချံအခန်းကြီးနေခန်းငယ်သုံးကောင်းစီကတငယ်ချင်းမိတ်ဆွေလေးယောက်လက်ချီတည်သောသူတယောက်သည်လုံးဝမလှူရှားနိုင်တော့ပါစိတ်သွားတိုင်းကိုမပါနိုင်တော့ပါ ကုသမှုလိုအပ်တော်လဲဓမ္မတော်ရှင်းရှားများထံသို့မသွားနိုင်တော့ပါအင်္ဂလိပ်ကျမ်းစာမှာတော့ paralyzed man သုံးပါပြီးအကျော်များတည်သွားသောယောဂဖြစ်ရာသခင်ယေရှု၏အကြောင်းကိုကြားရနေတော်မှ မသွားနိုင်ပါငါတို့ဖြင့်သခင်ယေရှုထံသို့ရောက်သွားနိုင်ရင်ငါပြန်နေကောင်းပါအတိအချပဲယုံကြည်ထားတော်လဲချီးလန်းနိုင်သောအခါမှာဝေဒနာငြိမ်းမှုအခြေအနေရှိပါ သို့တော်လေသူ့အတွက်အဆင်ပြေစေမိကိစ္စပေါ်လာခဲ့ပါသည်တကယ်ရှုကိုယုံကြည်၍သူ့ကိုချစ်တော်မိတ်ဆွေလေးယောက်တောင်ရှိခဲ့တာပါသူတငယ်ချင်းလေးယောက်ဤကောင်းမှုဖြင့်တကယ်ရှုမျက်မှောက်တော်သို့ရောက်သွားခဲ့ပါသည်လွယ်လွယ်ကူရောမဟုတ်ပါအတော်ပင်ကြိုးစားကြပါသည်လူနာကိုထမ်းစဉ်ပြီးတင်ဆောင်လာသူလေးဦးသည်လူအုပ်ကြီးကိုမကြုံနိုင်သောအခါအိမ်ခေါမိုးပေါ်သို့တက်ကြပါသည် ဘူဒီသားရှင်အိမ်ခေါမှုပုံမှာရေဝင်းညီနေထားအပြားလိုက်ဖြစ်ကတိတ်ဆိတ်စွာ နားနေနိုင်ဖို့အသုံးပြုလို့ရှိသည့်အတိုင်းအိမ်ပြင်ဘက်မှာခေါမှုပုံသို့တိုက်ရန်လေကားရှိပါသည် အမိုး၏ဒီဆောင်ပုံမှာတစ်ဖက်မှာ အခြားတစ်ဖက်သို့သုံးပင်ခန့်ချား၍ရမများပြုလို့သောကြားတွင် ရှုံစင်းနေရသည့်သင်္ခိုင်းချောင်းများဖြင့်မုံမှန်ထားပြီး အဖို့၌ထုံးမြေရှိကြောင့်များကိုဖုံးထားပါသည်ဤမိုး၌များပြားသောအဖြစ်မြေကြီးများရှိပြီးမြက်ပင်များပေါင်းရောက်နေပါသည်ထို့ကြောင့်တူးဆွားဖောက်တွင်ရလွယ်ကူ၍တဖန်ပြန်လည်ပြင်းစီရန်တွတ်မခက်ခဲ့ပါထို့ကြောင့်တငင်ချင်းမိတ်ဆွေလေးဦးသည်ဤမိုးကိုဖောက်ကသူတို့၏လူနာအားမရအရာပြီးတခင်ရှင်ချီတော်ရင်သူချပေးနိုင်ခဲ့ပါသည် ဤတငယ်ချင်းလေးဦး၏ကြိုးစားမှုသူတို့၏ယုံကြည်ခြင်းနှင့်သူတို့၏မျှော်လင့်ခြင်းတို့သည်ဤလူနာပြန်ကောင်းလာဖို့ကိစ္စမှာပြဏနာအတိကမည်ဖြစ်သည်ကိုစဉ်းစားမိကြပါပါ။တကယ်ရှိမျက်နာတော်တို့ရောက်ဖို့ရန်ပူဆောင်မိသူများကျွန်တော်တို့မှလည်းရှိကြပါပါ။ဝိညာဉ်ရမှာကျွန်တော်တို့သည်ချီးလန်းသေးသူများပါ။သို့တော်လည်းတံမိုးထားသောတငယ်ချင်းမိတ်ဆွေများကြောင့် တခင်ယေရှုနှင့်တွေ့ဆုံကြပါ၏။ကယ်တင်ခြင်းကိုသိမ်းပိုက်ရပါ၏။ထိုသူငယ်ချင်းလျောက်၏မာဆာကူညီမှုပို့ဆောင်မှုကိုအချီနီတံမိုးမဲ့သဘောထား၏မရပါဘူးနော်။သုတ်တန်ဆရာကယေရှုကိုခံအပ်တော်သူတို့အားယေရှုပြုရသောအခွင့်ကိုမပြုဝဲမနေနဲ့သုတ်တန်ချက်ခန်းချီတုံးခံရတဲ့ဆက်ကိုဖော်ပြတော်သည်မှာဒီကျွန်တော်တို့တခင်ယေရှုထံသို့ပို့ဆောင်မိခဲ့သောသူငယ်ချင်းလျောက်ကိုယေရှုတင်စကားပြောကြပါစို့။ 阿鲁平时可以变么生？<noise>